โอเคအားလုံးမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဘူးဟုတ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ29ရက်နေ့ပေါ့เนาะဟုတ်ကဲ့29ရက်နေ့ကျွန်တော်တို့မင်္ဂလာပါလို့နှုတ်ဆက်ပေးမယ်လေကျွန်တော်တို့ဒါဟိုလူတူကောင်းတောင်နဲ့လူတူကောင်းတောင်မေဆုနဲ့ပတ်သက်ပြီးတော့မှတချို့ဝမ်းနေပေါ်ရတဲ့ဒင်းလေးတွေပေါ့နော်ဝမ်းနေပေါ်ရတဲ့ဒင်းလေးတွေကြားရတယ်အဲသူပါစင်နေနဲ့ပတ်သက်ပြီးတော့မှဒါတို့ထားတဲ့တူတဲ့နေရာလေးတွေပြီးလို့ရှိရင်တော့အချင်းချခံနေရတဲ့အချိန်မှာဦးပေါ့နော်ဟို ဘယ်လိုပြောရမလဲလူခွင့်ရေးတွေပိတ်ပင်ထားတဲ့အကြောင်းအရာတွေပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့ဆိုင်နေနေပြောပြပေးပါဒါအခုလက်ရှိအမေတော်တော်အောင်ဆန်းစွကြည်ကိုနေပြီးတော့ဆက်စည်အထူးအဖွဲ့ရုံဆိုင်ရာနေရာမှာဖမ်းဆီးရှုပ်နှောင်ထားရလို့ information ရတယ်ပေါ့နော်နောက်တစ်ခုကဘုံဘူကသွားနဲ့နှလုံးဝေဒနာခံစားပေးရပဲဝေဒနာခံစားနေရပြီမဲ့လေခုနဆေးကုသခွင့်မပေးတာနေနောက်တစ်ခုကအဲ့တွေးခွင့်ပေါ့အဲ့တွေးခွင့်ဆိုတော့ကျွန်တော်တို့ဒီ အင်းစိတ်ထောင်းတော့ဘာတော့မှဆိုရင်ခုနလိုမရေမှုလိုခိုးဆိုးလူနိုင်တို့တကယ်ဟိုလူတက်မှုလိုလိုအကောင်မျိုးတွေတော့မှအဲ့တွေ့ပြီးပေးတယ်ပေါ့နော်ဒါအခုလက်ရှိကတော့ကျွန်တော်တို့လူထုကောင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အဆင့်မှုဒါအဲ့တွေ့ခွင့်မပေးဘူးဆိုတာတော့ရည်ရွယ်ချက်ရှိရှိနဲ့ဟိုဒါစစ်တပ်ကရုပ်မာနေတယ်လို့ဒါမြင်ရတာပေါ့ဟုတ်အဲ့နဲ့ပတ်သက်လို့လည်းဆိုင်ကျွန်တော်နည်းနည်းပြောရရင်စစ်တပ်ကဟိုသူတို့ကိုပြန်ပြီးတော့ ကလန်နာနဲ့ပတ်သက်လို့ရှိရင်လေစစ်တပ်ကသူကယာရုနဲ့ပတ်သက်လို့ရှိရင်သူကဟိုအရန်အညိုကြီးတယ်ယာရုနဲ့ပတ်သက်ဘာလို့လဲဆိုတော့အဲဒီဟိုဘယ်လိုပြောမလဲစီစီနီယာတဲ့ဂျူနီယာကကြော်ပြီးတော့မှအဲယာရုကြီးွားလို့ရှိရင်သူကစီနီယာတွေကိုပြန်နှိပ်ကွတ်တတ်တဲ့ငါတို့ကနှိပ်ကွတ်ခဲ့တာဆိုပြီးတော့မှပြန်နှိပ်ကွတ်တတ်တဲ့အဲသောက်ကျင်ဟုတ်ဒါစကားသားမှာရှိတယ်ယာရုနဲ့ပတ်သက်ပြီးငွေကြီးနဲ့ပတ်သက် ဒါငွေကြေးနဲ့ပတ်သက်နေဆိုင်တက်ထဲမှာလေနေနေခဲ့တော့ကကျွန်တော်တည့်ရတိုင်းပဲငွေဆိုရင်တို့အိတ်ထဲကတပြားတစ်ချက်ထွက်ဖို့ကအင်မတန်ခဲရင်းတယ်လို့တို့အထဲဟိုဝင်မဲ့ပစံပေါ့နော်ဝင်မဲ့ပစံဥပမာဟိုတခုခုပေါ့ဂိတ်ကဖြတ်လေဂိတ်ကဖြတ်သွားလို့ဥပမာတေကားတစ်စီးဖြတ်သွားရယ်ဗျာတေကားတစ်စီးဖြတ်သွားလို့တရင်မှုတွေဆိုပြီးတော့စကေးအဲဟိုဆယ်သိန်းဒီကားကတေကားတစ်စီးက၁၀သိန်းပေးရတယ်ဆိုလို့ရှိရင်အဲတေကားကပြီးခဲ့တဲ့ပစံကဥပမာ၉သိန်းခွဲပဲဖြစ်နေရင် ီ9000ပဲလိုတဲ့ဟာလည်းပဲ तू อ่ะအဲ့ဒီ gate ကောက်ခံတဲ့တာဝန်ခံကို तू อ่ะပြဿနာရှာတတ်တယ်ပေါ့နော်ဒီလိုငွေချင်းနဲ့ပတ်သက်ပြီးရင် तू อ่ะမိမနဲ့ပတ်သက်ရင်အရန်ပြဿနာရှာတတ်တယ်ဒါဒီမိမနဲ့ပတ်သက်ရင်ဘယ်လိုပြဿနာရှာတတ်လဲဆိုတော့ငွေဟိုဒီဆေးဘူကြီးတယောက်ပေါ့နော်ဆေးဘူကြီးကျွန်တော်တို့ဒီဆာက73ဘုံပြင်းမှာနေတော့ဆိုလို့ရှိရင်ဆေးဘူကြီးတယောက်ကအဲဒီ ကျူယူလာနဲ့ပတ်သက်ပြီးတော့မှ post တစ်ခုရေးတယ်ဗောနော်မထီကလို့ထီကလို့ post ပေါ့ဒါ post တစ်ခုရေးတယ်ရေးတဲ့အချိန်မှာချက်ချင်းအဲ့ဒီဆေးဘိုကြီးရဲ့ post ကိုလည်းတွေ့လဲတွေ့ရောညဟိုဒီကတော့ပြောချင်တာကတော့ဆေးဘိုကြီးက तू စစ်တပ်ဘက်ကနေရေးတာပေါ့စစ်တပ်ဘက်ကနေထောက်ခံတဲ့လူတယောက်အနေနဲ့ရေးတာဟိုစစ်စစ်တိုက်ရဲ့ဟိုစစ်တိုက်ဖို့ပဲဟိုကဖြစ်ရမယ့်ကိစ္စပေါ့နော်ကျန်ကျန်တန်းတန်းလောက်ရမယ့်ကိစ္စကိုလာပြီးတော့မှအမျိုးသမီးတွေကိုဓမ္မဆက်ကြဝစ်ဆုံယောဂီဝစ်ဆုံဝေးပြီးတော့မှ ဒါဓမ္မဆက်ကြာကြီးထိုင်ရုတ်ခိုင်းနေလို့မရဘူးမာကြီးဘာဖြစ်လဲညာဖြစ်လဲဆိုတော့ပုံစံမျိုးရေးလိုက်တာပေါ့ရေးတဲ့ဟာကသူကချက်ချင်းအဲ့ဆေးဘုံကြီး post ကိုတွေ့လဲတွေ့ရောချက်ချင်းလာခေါ်ပြီးတော့မှ အချုပ်တက်ထဲအဲ့ဆေးဘုံကြီးအချုပ်တက်ထဲပြီးတော့မှအရေးယူတဲ့ဖြစ်စဉ်မျိုးရှိခဲ့တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကသူကငွေကြေးနဲ့ပတ်သက်ရင်ယာရုနဲ့ပတ်သက်ရင်ပြီးအမျိုးသူတို့ရဲ့မိန်းမတွေနဲ့ပတ်သက်လာလို့ရှိရင်ဘူဂျုတ်ကတော်တို့တယင်းမှုကတော်တို့ဘာကတော်ညာကတော်တွေနဲ့ပတ်သက်လာလို့ရှိရင်သူကအင်မတန် ဟိုဟာဖြစ်တဲ့လူမျိုးတွေပေါ့နော်အရန်အညိုးကြီးတဲ့လူမျိုးတွေအဲ့တော့ဒီယာရုနဲ့ပတ်သက်ရင်ဆိုတော့အညိုးကြီးခံရတဲ့အထက်မှာကျွန်တော်တို့ဒါလူတုကောင်းဆောင်အမေစုကိုတိုင်ပါဝင်နေပေါ့နော်အဲ့ဒါလူတုကကျွန်တော်တို့ဟိုအမေစုဒါပြည်တွင်းကိုပြန်လာကြတဲ့ကပြည်တွင်းကိုပြန်လာပြီးတော့ဒါဟိုအမေစုရဲ့အမေဖြစ်တဲ့ဒါဘွားတော်ခင်ကြီးမဆုံးခင်ကာလာသူပြန်လာတယ်ပြန်လာကြတဲ့ကသူကဒီလူတုကထောက်ခံမှုရှိပြောပါ NND ပါတီ အတီထောင်ဖို့အတွက်ဒီတချို့တွေကအိမ်မှာသွားပြီးတော့မှအတွေ့တဲ့ကိစ္စတွေဘာဘာတူတာဥတည်မှုတို့ဘာလို့ပါတာပေါ့နော်အသွားတွေ့တဲ့ကိစ္စကလေးအဲ့ဒီကလေးကသူကမျက်ခြေမပြတ်စောင့်ကြည့်နေပြီးတော့မှသူတို့ရဲ့ဒီဒီယာတူတာဝန်ကြီးကိုတာဝန်ဆိုတာကသူတို့ကသူရှူတာပြည်သူကပေးတာမဟုတ်ဘူးပြည်သူကပေးတာမဟုတ်အဲ့ဒါကိုအဲ့ဒီတာဝန်သူတို့နိုင်ငံအုပ်ချုပ်ရတဲ့ဟာကြီးကိုလက်လွတ်လိုက်ရမှာစိုးတဲ့အတွက်ချက်ချင်းအမေစုကိုနှီးမျိုးမျိုးနဲ့ပေါ့နော်နှီးမျိုးမျိုးနဲ့ဒါဟိုဖြစ်ခဲ့တယ် ဟိုနှိပ်ဆက်ခဲ့တယ်ဟိုအကျေကျုပ်ထားတယ်လူတို့နဲ့တွေ့ဆုံဝင်မရဘူးပြီးရင်ဒီလိုမျိုးပေါ့နော်အမျိုးမျိုးပေါ့နော်အမျိုးမျိုးအမျိုးမျိုးလုပ်ခဲ့တယ်ဒီလိုပဲနောက်နောက်တယောက်ဆိုလို့ရှိရင်လည်းဒါကအခုတော့ပြန်ပြီးတော့ဘောမပြန်ဖြစ်နေခင်ညွန့်ခင်ညွန့်တော့လည်းဒီတိုင်းပဲခင်ညွန့်ကထောင်းလိုင်းကြီးကအရင်ကြီးထွားလာတယ်ကြီးထွားလာတဲ့အချိန်မှာခင်ညွန့်ကသူ့အထက်မှာဆိုလို့ရှိရင်ဒါဟိုဟိုဟိုဘာနဲ့မောင်ရင်းနဲ့တန်းရှူနှစ်ယောက်ပဲရှိတော့တဲ့အနေထားမျိုးထီသူက ဟိုယာလူကတဖြည်းဖြည်းနဲ့တစ်ဆင့်ပြီးတစ်ဆင့်တက်လာတာကိုတက်လာတဲ့ပြင်ထောင်းလိုင်းကြီးတက်ဖွဲ့ကြီးကတကယ်ကိုကြီးထွားလာပြီးတော့မှဟိုဝင်ဝေလဲအရန်ကောင်းတဲ့ကာလကိုရောက်လာတာပေါ့နော်ရောက်လာတဲ့ချိန်မှာဒါခင်းညုံပါပါလေးပုတ်ဖို့ဆိုပြီးတော့မှဝိုင်းပြီးတော့စဉ်းစားကြပြီသူတို့နေရာကိုဝင်ပြီးတော့ယူသွားမှဆိုးတဲ့အတွက်ပေါ့နော်အဲအဲ့ဒီအဲ့ဒီဟာမျိုးစစ်တပ်ကအဲ့ဒီကိစ္စရင်းနဲ့ပတ်သက်လို့ရှိရင်အရန်အညိုးကြီးတယ်ပေါ့ဒီဟာနဲ့ပတ်သက်လို့လည်းကျွန်တော်တို့အဲ ဟိုတတိထားရမယ်အချက်ပေါ့နော်။ तू ကသူတို့ ਨੇ ပတ်သက်လာလို့ရှိရင်အရန်အညိုကြီးတတ်တယ်ပြီးရင်ဒီဇိုင်းစိမ့်ပြန်ပြီးတော့မှနှိမ့်ဆက်တတ်တယ်ပေါ့နော်။အခုလဲဒါ2020ရွေးကောက်ပွဲမှာဒါကျွန်တော် NLD ပါတီကတောင်မြိုကမ်းမြိုနိုင်ရောနိုင်တဲ့အခါမှာသူတို့ဒီအာနာကိုသူတို့နောက်တစ်ဆက်မှာသူတို့ကြန့်ခိုင်ရနိုင်မယ်လို့ထင်ခဲ့တာပေါ့နော်။ထင်ခဲ့တဲ့ဟာကမနိုင်တဲ့အခါကျတော့သူတို့အာနာသိမ့်နဲ့လုံရလုံတယ်။လုံပြီးသွားတော့ကျွန်တော်တို့လူလူကို လူငယ်တွေကိုတော်တဲ့ကိုမရောက်ရအောင်ပို့ခဲ့တယ်မနေ့ကကျွန်တော်တို့ပြောခဲ့တဲ့အထက်မှာလည်းတက်တက်ခံပြောတဲ့အထက်မှာလည်းပါခဲ့တယ်ပေါ့နော်အဲကျွန်တော်တို့လူငယ်တွေကိုတော်တဲ့မရောက်ရအောင်ပို့ပြီးတော့မှလက်နက်ကင်တော်လှန်ရေးကိုမဖြစ်ဖြစ်လာအောင်လုပ်တယ်လုပ်တဲ့ပြင်အခုဆိုလို့ရင်ဒါကျွန်တော်တို့ဒီနိုင်ငံရေးအကျဉ်းသားတွေတော်တော်များများခံနေရတဲ့ပြဿနာကဒီပြဿနာပဲဟုတ်တယ်အဲ့ဒါကဘာလဲဆိုတော့အကျဉ်းဦးသီးနဲ့စကားဆားနဲ့ပေါင်းပြီးတော့မှ ဆကားဆကားထောင်ထဲမှာလုံချုံကြီးလာလုပ်ပြီးတယ်တနတ်နဲ့လူလုံချုံကြီးလာလုပ်ပြီးတယ်လာလုပ်ပြီးတဲ့အခါကျတော့အချင်းဦးစီးရကောင်တွေကသူတို့နားမှာဆကားဆရှိတယ်တနတ်ရှိတယ်ဆိုတော့ဟာကိုအာကူပြီးတော့မှကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေကိုအင်ပရန်နှိပ်စက်တယ်ပေါ့နော်ဒါကြီးလဲကျွန်တော်တို့တောက်လျှောက်ကြုံတွေ့နေရတဲ့အကြောင်းချင်းရတယ်အများကြီးပဲပေါ့နော်ဒါကတော့ဒီဟွာဘော့အမေစုနဲ့ပတ်သက်တဲ့လူတွေပေါ့နော်ဒါနိုင်ငံရေးနိုင်ငံရေးအကျဉ်းသားတွေဝန်ကြီးဝန်ကြီးတွေဝန်ကြီးချုပ်တွေ ဒါတွေပေါ့နော်အခုဝင်းကြီးကျောက်တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့မန္တလေးတိုင်းဝင်းကြီးကျောက်မန္တလေးဝင်းကြီးတို့ဒေါက်တာဇော်မြင့်မောင်တို့ဟိုနေ့ကဟိုတရက်ကဆိုလို့ရှိရင်ဒါမန္တလေးတိုင်းရဲ့လွှတ်တော်ဥက္ကဋ္ဌတို့ဘာတို့တွေကကျွန်တော်တို့ထောင်ထဲမှာအသက်ဆုံးရှုံးသွားရတဲ့အနေအထားမျိုးတွေပေါ့နော်အဲ့တော့စစ်တပ်က NND နဲ့ပတ်သက်ရင်အရန်အညိုးကြီးတဲ့ကိစ္စကိုကျွန်တော်တို့တွေတတိထားရအောင်အဲ့တော့ဒီအညိုးကြီးတာကိုလက်တွေအကောင့်ထဲလိုက်ပြီးတော့ပေါ်ပေးနေတာကဘယ်သူတွေလဲဆိုတော့အောက်ခြေကစကားစား ချစ်ချစ်သားတွေနဲ့ကျွန်တော်တို့အချင်းဦးသီးဌာနကျွန်တော်အရင်တော့လည်းပြောဘူးတယ်အချင်းဦးသီးဌာနကိုကျွန်တော်တို့မေ့ထားလို့မရပါဘူးဟုတ်တယ်ထောင်ထဲကလူတွေကိုတကယ်ညှိမှနှိပ်ဆက်ပြီးတော့မှငွေညစ်တာတော့ငွေညစ်တာပြီးစလိတ်တလိတ်အထဲကိုရောက်ဖို့အတွက်ဆိုင်ပတ်စံဘယ်လောက်ပေးရလဲထောင်ထဲကထွက်လာတဲ့လူတွေကျွန်တော်တို့ဒီလွမြောက်နေမိမှာအများကြီးပဲဟုတ်တယ်လွတ်ပြီးွားရင်လည်းနှစ်ရက်သုံးရက်အတော်တွေမှာအိမ်ယူလာပြီးတော့ပြန်ချောင်းကြည့်တယ်ချောင်းကြည့်ပြီးတော့ဒီကောင်ဘာလှုပ်ရှားမှုလုပ်လဲထောင်ထဲကလွတ်ပြေးလိုက်တဲ့အချိန်မှာဘာလှုပ်ရှားမှုတွေလုပ်နေလဲ ဘာတွေဟွာဖြစ်နေလဲဆိုတာကိုသူကလာပြီးတော့မှကြီးကြတယ်ပေါ့နော်ကြီးတဲ့အခါကျတော့ကျွန်တော်တို့ချက်ချင်းလွမြောက်နေမိကိုရှောင်ရတဲ့လူတွေအများကြီးပေါ့နော်အဲ့ဒီမှာသူကအကျော်ဘူးလေးတဘူးသမင်းစားလို့အဆင်ပြေဖို့ဟင်းကျော်ဘူးလေးတဘူးငံပြားကြီးကျော်လေးတဘူးထောင်ထဲရောက်ဖို့အတွက်လည်းပတ်စံဘလောက်ပေးရလဲဒီဒီဟွာတဲ့မကပေးရတာပေါ့နော်ဒီငံပြားကြီးကျော်တန်ဖို့တဲ့မကပေးပြီးတော့မှဟွာဖြစ်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေဒါအမေစုနဲ့ပတ်သက်လို့လည်းဒီကိစ္စကတကယ်စိတ်ကြဲ မကောင်းနေရပဲပေါ့နော်အရင်တုန်းကကျွန်တော်တို့အကြေကျုပ်ဆိုပြီးတော့ထားခဲ့ပေမဲ့လည်းအတူတူဆရာဝင်နေပါလေဒီတခြားကိစ္စတွေစားကျင်တဲ့အစားအစာတို့တူတူ channel မှာလမ်းလျှောက်ခွင့်တို့နော်အပြင်တရားအထုတ်တာတို့တူတူစာဖက်ခွင့်တို့ဒါမျိုးတွေရရင်ဒီဒီချိန်မှာကျွန်တော်တို့လုံးဝခွင့်ပြုမထားဘူးဆိုတော့အရေးမွက်တွေတွေ့လာရတယ်ပေါ့နော်တွေ့လာရတယ်တော်တော်နှိမ့်ဆက်ညှင်းပိုင်းတဲ့ပုံစံမျိုးကိုတိလက်ရောက်တာမလောက်တာပေါ့နော်သူဘယ်လိုပြောအနုနည်းနဲ့နှိမ့်ဆက်တယ်လို့ပြောလို့ရတာပေါ့နော်ဒီလိုမျိုးအဲ့တော့နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာခံစားနေရတယ်လို့လည်းကြားရတယ်ကျွန်တော်တို့ဒါသွားနဲ့ပတ်သက်တဲ့ပြဿနာခံစားနေရတယ်လို့ကြားရတယ်ဟာအသက်က80ပြည့်ခဲ့ပြီဆိုင်ရ80ပြည့်ခဲ့တဲ့အရွယ်ကဒါကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဆိုအဖိုးဖွားအရွယ်ပေါ့နော်ဒါအမေလို့သာခေါ်တာအဖိုးဖွားအရွယ်တောင်ဖြစ်နေပြီပေါ့နော်ဒါလူတက်တန်းနဲ့ကြည့်ပဲဆိုလို့ရှိရင်ဒါနောက်ဆုံးတက်တန်းကိုနောက်ဆုံးအပိုင်းချောက်ကိုရောက်နေပြီလို့ပြောလို့ရတယ်ပေါ့နော်ပြောလို့ရတယ်ခုနကချိန်ဆိုလဲပုံကအသက်80ပေါ့နော်အသက်80အောင်ဖြစ်ပြီဒါဆိုရင်ဟိုကျွန်တော်တို့ ငငယ်တော့အကွာအဝတွေဆိုတော့အသက်80ဆိုတာအနီးကပ်ပေါ့နော်ခုနမျက်လုံးတွေပါမကောင်းတော့တာတို့အခုကနှလုံးဖြစ်တယ်ဆိုတော့နှလုံးကတကယ်လူတစ်ယောက်မှာနှလုံးတကယ်အရေးကြီးတဲ့အချက်ပဲပေါ့နော်နှလုံးရက်တာတော့ဟိုနောက်တစ်ခုကအမောဖောက်တာတို့ဒါတွေဖြစ်နိုင်ကြေရှိတယ်ပေါ့အရှိမလည်းခုနဗိုလ်မှူးပြောသလိုပဲတန်းရွှေလက်ထက်တော်ကတော့အကျယ်ကျုံးနဲ့သူ့အောင်နေလူနေပြတ်တွေဆိုရင်ဒါအိရှန်တကားနေမှလူလူနဲ့တွေ့တွေ့တာမျိုးတွေ နော်စကားပြောတာမျိုးတွေဒီလိုမျိုးအခွင့်အရေးတွေရှိသေးတယ်အခုနောက်ပိုင်းဒါမင်းအောင်လိုင်ရဲ့ရုပ်မှောင်ပေါ့နော်ဒါအရင်တော့အကျဲကျုပ်ချထားပြီးတော့ဒါတန်းရွှေလက်ထက်မှာဟိုဟိုပါပေါ့မြန်မာတိုင်းကံလုံးကအကျွေးအကျွေးပလက်ဘွားနေပေါ့ဒါဟိုနိုင်ငံတကာကိုပေးရမယ်အကျွေးတွေမရှူနိုင်မကယ်နိုင်တဲ့အချိန်မှာပဲခုနဒါရွေးကောက်ပွဲလုပ်မယ်ပြုမယ်ဆိုပြီးတော့မေစုကိုဒါလွှတ်လိုက်တယ်ပေါ့နော်လွှတ်လိုက်တဲ့အချိန်မှာပဲဒါနိုင်ငံတကာရဲ့ကျွေးပြီးတွေတော်တော်များများပေါ့ဒါဟိုနည်းတဲ့ကျွေးတွေပေါ့ ဟိုတန်းချွေတို့အနေနဲ့လည်းဒါစစ်ကောင်းဆောင်တွေအနေနဲ့လည်းဒီအကျွေးတွေဆက်နိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့သူတို့မရှုနိုင်မကယ်နိုင်ဒါသူတို့နိုင်ငံကိုအုပ်ချုပ်ဖို့လွယ်တော့ဆိုတာတိတဲ့အချိန်မှာမေဆုကိုလွတ်လိုက်ပြီးတော့ဒါ၅နှစ်တာအတွင်းထဲမှာပဲဒါအမေတော်ဆန်းစုကြည်လွတ်လာပြီးဆိုကြတဲ့မှာကျွန်တော်တို့နိုင်ငံတော်တော်များများအကျွေးတွေရှော့ပြီးတော့ခုနလန်တရာစီဝါရီလျှက်စစ်မီเนาะတော်တော်များများဟိုပြည်သူရွေးကောက်ထားတဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့် တန်းကြီးလန်းကြီးပဲပေါ့နော်တန်းကြီးလန်းကြီးနဲ့နိုင်ငံအဖွဲ့မျိုးတိုးတက်နေတဲ့အချိန်မှာပဲဒီကောင်တွေထပ်ပြီးတော့ရုံမာတာပေါ့အခုရုံမာတာတော့ဟိုတော်တော်ပတ်ပတ်ဆက်ဆက်ကိုရုံမာတယ်ပေါ့နော်နောက်နောက်တစ်ခုကဒါဟိုချိန်မှလည်းရှိတယ်ဘုံမခုနပြောခဲ့သလို NLD အဖွဲ့မှန်သမျှကျူပင်ခုတ်ကျူငုံမကြမ်းသူတို့ကရှင်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့အခုဒါထောင်ထဲမှာဒါအမေစုကိုလုံးဝစေကူတာခွင့်နဲ့အတွေ့ခွင့်မပေးဘူးပေါ့နော်ဒီထက်လည်းဒါထောင်ထဲမှာဟိုဒါအသက်ဆုံးချုံ ရမယ်ဟိုအခြေအနေမျိုးတော့မှာကျွန်တော်တို့ကတွေးလို့ရတယ်ဗောနော်ဒီလောက်ထိရုပ်မာတာတော့ဟုတ်ဟုတ်သူတို့ကတော့ဒီဟွာပေါ့ဒါကြောင့်မလို့လဲသူတို့ကဒီအချိန်မှာရွေးကောက်ပွဲကိုဥတီတယ်ဆိုတော့အဲ့ဒါဗောနော်ရွေးကောက်ပွဲရွေးကောက်ပွဲဥတီပြီးသွားလို့ရှိရင်သူတို့အတန်းနဲ့ဂျားဂျားလေးပါအယတအဆိုးရတခုကိုသူတို့အမြီပြောင်းပြီးတော့မှမင်းအောင်လဲလွှဲလိုက်မယ်လွှဲပြီးသွားလို့ရှိရင်ဒီနိုင်ငံရေးကျင်းသားတွေကိုအဲ့ဒီခါကျမှ လူငယ်ချမ်းသာဝင်ပေးတယ်ဘာညာဆိုတော့ပြန်ပြီးကောင်းပြတဲ့အကွက်တွေပြန်လဲလှုပ်လှုပ်လာနိုင်တယ်ပေါ့နော်အတီလိုလှုပ်ချင်လို့လဲရွေးကောက်ပွဲကိုဥတည်နေတယ်ဆိုတာတော့ကျွန်တော်တို့အတွက်မြင်တယ်ပေါ့နော်အဲ့တော့ဒါဒီလိုမျိုးဟိုဖြစ်တဲ့ဟာကကျွန်တော်တို့ဒီကအမေစုနဲ့ပတ်သက်ပြီးတော့မှဒီလောက်ထိရုံမှခံထားရတဲ့အတွက်ဒီလိုရုံမှလည်းကျွန်တော်တို့စစ်တပ်နဲ့ ဒါအချင်းဦးစီးဌာနကိုတော့ကျွန်တော်တို့အနေနဲ့လုံးဝခွင့်လွှတ်စရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပြင်မှတ်ထားတဲ့အထဲထဲမှာကျွန်တော်တို့ကစာကားစာကိုပဲပြင်မှတ်ထားပေမဲ့လည်းစာကားစာဒီလိုမျိုးဆက်ပြီးတော့ရက်တီလို့ရအောင်ဒီလိုမျိုးနှိမ့်ဆက်ညှင်းပန်းလို့ရအောင်နော်အလုံးလုံးပေးနေတဲ့အချင်းဦးစီးဌာနလူတွေကိုလည်းကျွန်တော်တို့အနေနဲ့လုံးဝခွင့်လွှတ်စရာအကြောင်းမရှိဘူးဆိုတဲ့ဟာလည်းကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ပြီးနောက်တစ်ခုကလည်းနောက်တစ်ခုကလည်းဝန်ထဲစရာကိစ္စတစ်ခုပဲပေါ့နော်ကျွန်တော်ညောင်ခါရှိမှာကျွန်တော်တို့ဟိုဟာ မနေ့ကဆိုလို့ရှိရင်ပစ္စတို16လက်နဲ့ဒါကြီးအိမ်ကြီးပေါက်3နဲ့နဲ့8ပေါက်ပေါ့နော်ဒါမျိုးသမီး2ဦးနဲ့ကျွန်တော်တဲကားမောင်းနဲ့တယောက်နဲ့တို့ရဲ့ဒါတရင်လေးထွက်လာတဲ့ပုံရဆိုလို့ရှိရင်တော့တို့ရဲ့ပြောပြချက်တွေအရဆိုရင်တော့ဒါဖះသုံးသူဘက်ကနေပြီးကမှကျွန်တော်တို့ဒါနေရာတစ်ခုကိုပို့ဖို့အတွက်ပေါ့နော်ရန်ကုန်ဘက်ကိုပို့ဖို့အတွက်ဒီလိုမျိုးတို့ကကယ်ရီဒီဟိုဟာကိုတနက်တက်လက်ကိုဘတ်6000 နဲ့တူတယ်ဘာချထောင်းနဲ့တူတယ်သူတို့ဒီလိုမျိုးကယ်ဒီချလာခဲ့တာပေါ့နော်ဒီကိစ္စကလည်းကျွန်တော်တို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဘောမှ Telegram channel တွေမှာအင်မတန်နှက်ဟိုဘယ်လိုပြောမလဲတော်တော်များများကဝိုင်းပြီးတော့ရေးသားနေတယ်ပေါ့နော်ဝိုင်းပြီးရေးသားနေတာဘယ်လိုရေးသားနေလဲဆိုတော့အမျိုးသမီးတွေလည်းပဲဒါတော်လန်ရေးမှာတထောင်းတနေရာကနေသူတို့ရေးတာတော့အကြံဖက်လုပ်ရတွေမှာတထောင်းတနေရာကနေဒါပါဝင်ဆောင်ရွက်နေတာဖြစ်တဲ့အတွက်အဖွားကြီးလည်းခွင့်မလွတ်နဲ့ ဒါဟိုကလည်းခွင်းမလွန်းနဲ့ဆိုအဖွားကြီးလည်းခွင်းမလွန်းနဲ့ဆိုတဲ့ဟာတွေကဒီဒါအမေစုကိုတချို့ရည်ရွယ်ပြီးတော့ရည်ရွယ်ပြီးတော့ရေးတာကြီးလည်းပါတာပေါ့နော်အဲ့တော့ तू ကျမ်းမာရေးမကောင်းလို့ဟိုကဖြစ်တယ်ပါတယ်ဆိုတဲ့အမျိုးသမီးတွေလည်းဒါခွင်းမလွန်းနဲ့ပေါ့နော်သူတို့တွေလည်းဒါတော်လိုင်းရေးဟိုအကြမ်းဖက်လုပ်ငန်းရဲ့တရောင်းတွေနေရာနေပါပြီးတော့မှအလုပ်လုပ်နေပါတယ်ဆိုပြီးတော့မှလှုံ့ဆော်ရေးသားနေတာရှိတယ်ရှိရခါကျတော့ဘောမ Telegram Channel မှာရေးလို့ရှိရင် तू ကများသောအားဖြင့်တော့ စစ်ကောင်စီကလိုက်လောက်တာများတယ်ပေါ့နော်အဲသူတို့လိမ့်ဆန်တဲ့တကွာအတင်ခိုင်းရောပြီးခဲ့တဲ့ဒီမေစုအသက်80ပြည့်တဲ့ငွေနေမှာဆိုလို့ရှိရင်ဒါမြမအတန်ကအမျိုးသမီးတယောက်ဆိုရင်ပန်းပန်ပြီးတော့မှဓာတ်ပုံတင်တဲ့ဟာချက်ချင်းအဲတော့ဘောမတယ်လီဂရမ်မှာရေးတဲ့အချိန်မှာချက်ချင်းဖမ်းခံရတဲ့တဲ့င်းလေးလေတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါတော်လိုင်းကြီးမှာပါဝင်နေတဲ့မျိုးသမီးတွေအနေနဲ့လည်းပြည်တွင်းထဲမှာ အလှူရှားနေတာနဲ့ပတ်သက်ပြီးတော့မှတူတူတိတ်တိတ်လေးလှုပ်ဆစ်နေတယ်ပေါ့နော်ပြီးတော့ဒီလက်နက်တွေဆိုတာဟာကလည်းကျွန်တော်တို့အချင်းချင်းဘုရားသုံးသူဘက်ကနေရှိလို့ရှိရင်အဖွဲတွေအချင်းချင်းချိတ်ဆက်ပြီးတော့မှရောက်လို့တဲ့နေရာကိုကျွန်တော်တို့လွံ့မြောက်နေပြီလွံ့မြောက်လန်းနေရာနေတဆင့်ပို့လို့ရပါတယ်နော်စကားစဂိတ်တွေကိုဖျက်တမ်းပြီးတော့ပို့မှရောက်မှာမဟုတ်ပါဘူးပေါ့နော်ကျန်တဲ့နေရာတွေကိုကျွန်တော်တို့ချိတ်ဆက်ပြီးတော့မှဒါထုတ်ဖို့ပြောပြလို့မရပါဘူးလေကျန်တဲ့နေရာတွေကိုချိတ်ဆက်ပြီးတော့မှတစ်ဖွဲနဲ့တစ်ဖွဲချိတ်ဆက်ပြီးတော့ ပို့လို့ရတယ်ဆိုတော့လည်းရှိတာပေါ့เนาะအဲဒါပြင်နောက်ထပ်တစ်ခုအနေနဲ့ဆိုဆရာကြီးဒီရပ်ပိုင်းမှာပဲမင်းအွန်လိုင်းကဒီထောက်ထောက်ဖို့ဘန်အနေနဲ့ပတ်သက်ပြီးတော့မှလိုက်ပြီးတော့မှအစီစစ်ဖို့ပေါ့เนาะဘန်တွေကိုပိတ်ဖို့ပေါ့เนาะဘန်တွေကိုပိတ်ဖို့ဆိုတဲ့ဟာလဲဘန်အကောင့်တွေကိုပိတ်ဖို့ဆိုတဲ့ဟာလဲဒါမင်းအွန်လိုင်းညွှန်ကြားနေတာတွေ့ရတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဝင်ဝေးစီစဉ်မှုရန်သူကတော့ကျွန်တော်တို့ကိုဖြတ်တောက်နိုင်တယ်များရအောင်ဖြတ်တောက်မှာပဲအပြည်သူလူထုနဲ့ဆက်သွယ်ဖြတ်တောက်မယ်ဆက်သွယ်ရေးလုပ်ငန်းတွေဖြတ်တောက်မယ်ငွေကြေးတွေဖြတ်တောက်မယ်လိုက်ပြီးတော့မှ ရတဲ့နီလန်းနဲ့ဖြတ်တောက်နေမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဒီနီလန်းလေးကိုတို့ဖြတ်တောက်တမယကိုကျွန်တော်တို့တွေကရအောင်ဆက်သွယ်ပြီးတော့မှရှေ့ဆက်ပြီးတော့ run ရမှာပဲပေါ့နော်ဒါပေမဲ့အဲ့ဒီဘန်ကောင်းနေနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ပြည်တွင်းထဲမှာတုံးနေတဲ့ KP တွေနဲ့ပတ်သက်ပြီးတော့မှ KP တွေလည်းအရင်သတိထားစီခြင်းပါတယ် KP ဝေးပေးတွေကျွန်တော်တို့ KP ဝေးပေးတွေနဲ့ပတ်သက်ပြီးတော့လည်းစစ်ကောင်စီကနောက်ကျောင်းတွေလိုက်ပြီးတော့မှကျွန်တော်တို့တော်လှန်ရေးကိုတထောင်တနေရာကနေရိုက်ပြီးတော့ရိုက်ရိုက်ချိုးကျင်တာပါဆရာကြီးဟုတ်တယ်ရိုက်ချိုးကျင်တဲ့ဟာကြီးလည်း လာလောက်လာနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြည်တွင်းမှာ KB WB တုံးတဲ့လူတွေအနေနဲ့လည်းကျွန်တော်တို့ဒီအဲဟိုပြောရမယ်ဆိုလို့ရှိရင်ငွေလွှဲခြင်းရဟိုလောလောအေဂျင်စီသွားပြီးတော့ဟိုပထမငွေသားပေးပြီးတော့သွားလွှဲလိုက်တာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကိုအကောင့်ထဲကနေပြီးကမှဒီထောက်ပို့လောက်တာတို့ဟိုလောလောတာတို့ဒီလိုလောက်တာတို့ဆိုတဲ့ဟာတွေပေါ့နော်ပြီးရင်ဒီ note မှာရေးရေးသားတဲ့ဟာတွေပေါ့နော်မှတ်ချက်ရေးသားတဲ့ဟာတွေလည်းဒါစင်စင်ချင်းချင်းနဲ့ ုပ်စေခြင်းတယ်ပေါ့နော်အဲ့တော့မင်းအောင်လိုင်းကတော့ကျွန်တော်တို့ဒါစစ်ကောင်စီအနေနဲ့ကတော့ကျွန်တော်တို့တော်လှန်ရေးနဲ့ပတ်သက်တဲ့လူထုကောင်းဆောင်ရောတော်လှန်ရေးနဲ့ပတ်သက်တဲ့ကြံတဲ့ဆက်နွယ်တဲ့ကိစ္စရပ်အလုံးကိုဒါမရရအောင်လိုက်ပြီးတော့မှအမြင့်ပြတ်မဲ့အနေထားမျိုးပေါ့နော်ဒါဒါသူကလည်းရှောင်းလူစဲစဲဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့မနိုင်နိုင်တဲ့နည်းနဲ့ ဟောအချင်းနဲ့စစ်မှာမတရားတာမရှိဘူးဆိုတဲ့အတိုင်းပဲမနိုင်နိုင်တဲ့နီးနဲ့ကျွန်တော်တို့လိုက်ပြီးတော့မှမဲနေမှာဖြစ်ပါတယ်အဲ့တော့တော်လှန်ပြည်သူလူထုအနေနဲ့လည်းကျွန်တော်တို့ပြည်တွင်းထဲမှာနေတဲ့လူတွေရောပြည်ပမှာနေတဲ့လူတွေရော ကျွန်တော်တို့တန်းနိုင်သမျှမင်းအောင်လှိုင်ရဲ့စနစ်နဲ့ပတ်သက်ပြီးတော့မှတန်းနိုင်သမျှသတိထားသိခြင်းနဲ့အဲ့တော့ဒီလောက်ကျွန်တော်တို့လိုက်ရုံမာနေတဲ့စစ်ကောင်စီကိုတော့ကျွန်တော်တို့ဒီစနစ်ကြီးကိုတော့ပပျောက်အောင်ထိကျွန်တော်တို့ဒီဝိုင်းဝန်းတော်လှန်သွားမှရပါမယ်လို့ပြောကြရင်းနဲ့ကျွန်တော်တို့ဇက်ကဝိုင်းလေးကိုညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်